အင်းအောင်ကြပြီးပုံအောင်ဆုံးရှောက်တဲ့ရှင်ကိုပြောရအောင်ဟုတ်တယ်ဟုတ်တယ်အင်းအောင်ကြပြီးဆိုတော့အင်းအောင်ကြအောင်မေ့နေအဲ့ဒါတော့ညီမဆားထွက်သေးတာဟိုတတိယပေါ့နော်ဒီဖုန်းကြီးကြောင့်မှဟိုဟာအမတ်တရားကြီးအများကြီးရှိအောင်အမေကအမြဲတမ်းအပတ်တိုင်းဖေးရပန်းလဲတယ်ဖုန်းမရဲ့ဟိုအเจ้าမှာဝေယဝဆပေါ့နော်အကုန်လုံးကုသိုလ်ယူနေကြအပတ်တိုင်းစနေတနေ့ခုနေတိုင်းဆိုဟိုအမေအများဆုံးရှိတဲ့နေရာဖုန်းကြီးကြောင့်ပေါ့နော်အဲ့တော့ပို့ပြီးတော့တတိယအောင် မြန်ချီရလေကောင်းလေပဲခဏလေးနေပါမောရဲအလုပ်ကလည်းတန်ရုံးစစ်မဖြတ်ချင်သေးဘူးချစ်ချင်းလုံးစစ်သေးရကိုယ်တိုင်တယောက်တည်းကလေးပဲတော့လေးလုံးမှလည်းပေါ့อืมနည်းနည်းတော့ထပ်ပြီးတော့လုပ်လိုက်ပါဦးဟုတ် ဒီရှုပ်ဖွဲ့ကတော့ဝယ်ရင်ရှုပ်ဖွဲ့မှာတော့နည်းနည်းထူးခြားသွားပါတော့ကိုဆိုင်နဲ့လည်းလျှောက်ပါရဲ့ဆိုတော့ဒါပထမဆုံးပေါ့ဟုတ်ဒါအင်းအောင်ကြာပြီးပထမဆုံးရှောက်တဲ့ရှုပ်လို့ပြောရအောင်ဟုတ်တယ်ဟုတ်တယ်အင်းအောင်ကြာပြီးဆိုတော့အင်းအောင်ကြာတော့မေ့နေဟိုပုံမှန်ပါမယ်အားကြောင့်ဒီရောက်တဲ့အခါကြောင်တကယ်ချင်းနေအောင်ပြောတယ်အဲအင်းအောင်ရှင်မကြီးဖြစ်သွားပြီဘာညာပြောတော့မှာဟိုအေးဟုတ်ပါဘူးဟာနဲ့ကိုအရင်လိုပဲပေါ့ပါပဲအဲ့လိုမထင်ညာလေဟုတ်ကျနော်လည်းတက်ကြပါနဲ့ 我挖苦我的伤，你要是给吃下来。给。 နောင်ရှင်မကြီးဖြစ်နေပြီဟုတ်ဒီနောင်ရှင်မကြီးပေါ့ဟိမောဒါဘယ်လိုမျိုးလေးပြောင်းလဲနေပြီလဲကိုယ်တိုင်ချက်ပြရတာလေးဘာလေးပေါ့လေးရှိတယ်อืมအဲ့လိုတော့လည်းမရှိပါဘူးအရင်ကဒီမှာတိတ်ပြီးတော့ချက်တတ်တယ်မှာမပါဘူးလေဟိုကိုအမမတော်ကချက်ပြီးတော့ပို့လိုက်အရင်ကငငယ်လေးကွာအငယ်ဆုံးဆိုတော့တိတ်ပြီးတော့ဟင်းနဲ့တိတ်ချက်ခဲ့ရမှာပေါ့ဆိုတော့ဒါပေမဲ့အခုကျတော့ကိုကအဲ့နောင်ရှင်တရားအဲ့နောင်ရှင်မတရားလည်းဖြစ်ပြီးဆိုတော့အခုတော့နည်းနည်းတော့ချက်ချင်းစိတ်တော့ဖြစ်ဖြစ်လာပါပြီ။ငါတောင်းလို့မရတော့ဘူး ဟုတ်တယ်ပြီးတော့ညီမကတော့ဘူစာပဲနည်းနည်းချက်တတ်တာများတယ် အဲ့လို state လောက်တာတော့ဒါကမခတ်တဲ့ဟာလေးပေါ့မဟုတ်ရဲ့အဲ့လို smart city လောက်တာတော့ဘာလို့အဲ့ဒါကိုပဲအဓိကလောက်တတ်တယ်ပေါ့နော်ဒါပေမဲ့ဟိုကိုကောင်းကြတော့ဗမာစားစာကိုကြိုက်တဲ့သူမျိုးဆိုတော့ဆန့်ကျင်ပါဖြစ်နေအာအကွာချက်တွေညာတော့နည်းနည်းပပပါအဲဗာလည်းမလည်းနည်းနည်းပပပေါ့တခါကျတော့ရှင်လည်းမာစားပေါ့အဲဒါကြောင့်ဟိုဟိုကိုကောင်းရဲ့အမေဖေကလည်းပို့ပေးတယ်ပြောမကျော်ကလည်းပို့ပေးတယ်ဓမ္မဖေကလည်းပို့ပေးတယ်ဆိုတော့ကိုရင်းယောက်ကအေးဆေးဖြစ်တယ်ဟုတ်လေ အရင်အဲ့လိုမျိုးတော့မရှိမရှိတော့မရှိဘူးဒါပေမဲ့လည်းကိုကအရင်တော့အငယ်ဆုံးဆိုတော့မချော့ပြောလို့ပဲအလိုလိုက်ထားတော့ဟိုကိုကဆိုလည်းမလုပ်ချင်ဒီကဆိုလည်းမလုပ်ချင်အိမ်လုပ်ဆိုလို့ရှိရင်လေအဲ့လိုပေါ့ပြောအခုကျတော့လည်းကိုကလည်းကိုနေတဲ့အခါကျနည်းနည်းတော့ဟိုလုံရမယ်ဆိုတော့သိကြပါဘောနော်ဟုတ်အဲ့တော့တမျိုးလုံးကိုပတ်မေးပြီးွားကြီးအစိုးဆုံးလေးတဲ့ကိုကလေးရတယ်အစိုးဆုံးလေးကလေးဆိုပါဟိုကိုကတော့အေးတာဟုတ် အေးလို့အမေကကြတော့ဟိုအရင်တော့ကကြတော့ကိုကကြနေတတ်သလိုနေရလေအေးတာခြေတာတော့မဟုတ်ဘူးဒါပေမဲ့ကိုကကိုနေတတ်သလိုနေတော့အကုန်လုံးကတော့ခြေတယ်မာလာကြီးတယ်ဘာညာအဲ့လိုမျိုးဟိုအလုတ်ကပဲတင်သွားပဲလူတွေကပဲတင်သွားပဲအဲ့ကြောင့်ကိုကလည်းနည်းစိုးသလိုဖြစ်လာတခါကျလို့ရှိရင်သူ့ရဲ့အရှိမကိုကအဲ့လိုမျိုးဘလူးမိုက်ဖြစ်တာပေါ့နော်အရှိကနေပြီးတော့အလုတ်ကစိတ်ကစိတ်တကူမလုတ်တဲ့အရာဆိုရှင်လည်းကိုကပြေရောဆိုတော့သူကအေးတဲ့သူဆိုတော့အဲ့လိုမျိုးဖြစ်တာပါအငယ်ဆုံးဆိုတော့ဒီလိုပါပဲဒါပေမဲ့ อืมโหအရင်တော့တော့ဖေပြောလာတော့မသိဘူးသူကယောက်ျားလေးလိုချင်တာကိုဝင်းတော့ဟိုဟာအဖေဝင်းတော့ဟာတာပေါ့နော်အဖေဟာယောက်ျားလေးလိုချင်တာအဲ့လိုစေးုံသွားတော့သူကယောက်ျားလေးမွေးရလားဆိုတော့သွားကြည့်ရအောင်မဟုတ်ဘူးတဲ့ဆိုမိတ်ကလေးဆိုတော့သူစိတ်ဆိုးပြောင်းသွားအရင်ခက်ကအဲ့လိုပဲဟောအဲ့နောက်ဆုံးတော့လည်းသူဖေကြီးအချက်ဆုံးဖြစ်လာရမလားဟုတ်တယ်ဟုတ်တယ်အဲ့ဒါကတော့ညီမအစထွက်သေးတာဟိုတတိယပေါ့နော် တတိယတော့အာဟိုကိုကတော့ဒီအိမ်မဲ့နေနေရပေါ့ထိန်းတာဒါပေမဲ့မချောကို သွားမြင်လိုက်တော့ကိုကဘာနဲ့မျက်ရည်ကြာဘာဖြစ်လို့ဆိုတော့ဒီဖုန်းကြောင့်မှာဟိုဟာအမတ်တရားကြီးအများကြီးရှိအောင်အမေရအမြဲတမ်းအပတ်တိုင်းဖျားပန်းလဲတယ်ဖုန်းမောရဲ့ဟိုအကြောင်းမဝေရဝဆပါတော့အကုန်လုံးကုတူယူနေကြအပတ်တိုင်းစနေတနေ့ခုနေတိုင်းဆိုတော့ဟိုအမေအများဆုံးရှိတဲ့နေ့ကဖုန်းကြောင့်ပေါ့နော်အဲအဲ့တော့ပို့ပြီးတော့တရားပေါ့နော်ပြီးတော့အမေရတငယ်ချင်းတွေလည်းအိမ်မှာအများကြီးရှိရလေတွေ့ရခါတော့အော်ဘေးတငယ်ချင်းတွေလည်းရှိရဒီချိန်မှာတော့သူ version ဆိုင်လည်းပြောနေမှာတော့အတွေ့ရတော့အဲ့လိုအများကြီးပါပဲမှာ မေနဲ့ကြာညီမအရင်တော့နှစ်ယောက်တည်းနေခဲ့ရအောင်ဟိုအမေလည်းမရှိတော့ကွာတယောက်တည်းဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့မိဘအနေဟာအမေနေရာမှာကျတော့အမအမနှစ်ယောက်ကဟိုအဲ့လိုမိဘလိုသဘောဖြစ်သွားတာပေါ့အဲ့တော့အခုထိတည်းသူကိုအငယ်ဆုံးအိမ်အောင်ကြောက်သွားပြီဆိုရင်လည်းစိတ်ပူနေတော့စိတ်ပူနေတော့ဆိုတော့ဟိုကိုယ်လည်းအခုထိစိတ်ပူနေတော့ခလေးတယောက်စိတ်ပူနေတော့ဆိုတော့အမနှစ်ယောက်တော့အခုထိကတော့ကျေးဇူးအများကြီးရှိပါတယ်ဟုတ် ဖေးရရလူတွေတိုးကိုင်းနေမြည်ရမှာမျက်ချီရလေကောင်းလေခဏလေးနေပါမော်ရယ်အလုပ်ကလည်းတန်ရုံးစစ်မဖြတ်ချင်သေးဘူးချစ်ချင်းလုံးစစ်တည်းကိုယ်တိုင်းတယောက်တည်းကလေးပဲတော့လေးလုံးပါလေပေါ့อืมနည်းနည်းတော့ထပ်ပြီးတော့လုံးလိုက်ပါဦးဟုတ် Don't you wish your girlfriend was a freak like me อืมနောက်ပိုင်းကျတော့အရင်အဲ့လိုမျိုးတော့စိုးမိုးတာပါအဲ့လိုတော့မရှိတော့နှစ်ယောက်သားဒီအိမ်မဲ့တိုင်တိုင်မဲ့အေးစစ်စစ်နဲ့အဲ့လိုမျိုးဟိုစွေးနှွေးတိုင်မဲ့အဲ့လိုမျိုးပဲရှိတော့ပေါ့နော်အရင်တော့အဲ့လိုအာသူစိတ်ကောက်ကိုစိတ်ကောက်ကိုစိုးမိုးလိုက်သူကအနိုင်ကျင့်တယ်အဲ့လိုမျိုးတွေတော့မရှိတော့အခုနောက်ပိုင်းတော့ပို့ပြီးအေးစစ်စစ်ပဲ ဖြစ်နေရပေါ့နော်ဟုတ်အရင်ကရည်စားပွားတွေကတိတ်နေကဲဒါမတရားဘူးနှစ်ယောက်သားရဲ့ future plan လေးရရှိမလားอืมဒါတော့อืมညီမတို့အရင်တော့ကိုရီးယားတော့ future plan ဆိုတာအရင်တွေးပြီးတော့လေဒါဖြစ်မှရမယ်ဘာညာအဲ့လိုမျိုးတော့နှစ်ယောက်ကတော့မရှိပါဘူးဟိုအတူတူအဲ့လိုမျိုးတိုင်ပင်ပြီးတော့ဒီအရှိန်ဆက်ပြီးတော့ဘယ်လိုလုပ်ကြမလဲ